ီမိုကရေစီနိုင်ငံဖြစ်ရေးဆိုတာဟာပြည်သူတွေပေါ်မှာတည်တယ်အဖွဲ့တစ်ခုပေါ်မှာလည်းမတည်ဘူးလူပုဂ္ဂိုလ်တယောက်ပေါ်မှာလည်းမတည်ဘူးခတ်တော်လို့ပြောရင်ကျမပေါ်မှာလည်းမတည်ဘူးပြည်သူတွေပေါ်မှာတည်တယ်လူထုခေါင်းဆောင်တော်ဆန်းစုကြည်ဟာမနက်ဖြန်ဇွန်လ16ရက်နေ့ဆိုရင်အသက်80ပြည့်ပြီဖြစ်ပါတယ်ဒီချိန်မှာပဲသူမရဲ့ရှာရှာပါပါတရက်ခွင်ရင်ဆိုင်နေတဲ့ဗီဒီယိုတစ်ပုဒ်ထွက်ပေါ်လာပါတယ် ဒီဗီဒီယိုဖိုင်ကို The Guardian's New သတင်းဌာန YouTube Channel ကတင်လိုက်တာဖြစ်ပြီးမြန်မာသတင်းဌာနတွေကလည်းပြန်လည်မျှဝေနေကြပါတယ်။ဒီ CCTV ဗီဒီယိုဖိုင်ထဲမှာ2022ခုနှစ်ဩဂုတ်လရက်စွဲတက်ထားတာကိုလည်းတွေ့ရပါတယ်။ဘေးမှာရဲခွေးနှစ်ကောင်ကစောင့်နေပြီးအမေစုနဲ့သမတဦးဝင်းမြင့်တို့ကိုအတူတူတွေ့ရပါတယ်။ခက်ချင်းချင်းအခန်းတစ်ခုကိုယာယီတရခွင်ပုံစံဖန်တီးထားတာကိုလည်းတွေ့ရမှာဖြစ်ပါတယ်။ အဲ့ဒီ CCTV ရိုက်ထားတဲ့အချိန်ရှေ့ရက်ပိုင်းအတွင်းမှာအမေစုကိုထောင်ဒဏ်၁၉နှစ်ရှာထားပြီးတာလည်းဖြစ်ပါတယ်။ဒေါန်ဆန်းစုကြည်ဟာမနက်တိုင်းတနအီကျော်တရားထိုင်ပြီးညနေတိုင်းလေ့ကျင့်ခန်းအဖြစ်အခန်းတွဲမှာလမ်းလျှောက်ပြီးနေ့စဉ်ပရိစိတ်တယ်လို့သိရပါတယ်။အစားအသောက်ပိုင်းမှာတော့နေ့လယ်စာအဖြစ်ထမင်းနှစွန်းကြက်သားငါးအသားလုံးဟင်းချိုဆော့ကလက်နှစ်ခုနဲ့ငကမောက်သီးအနည်းငယ်တို့ကိုစားသုံးတယ်လို့သိရပါတယ်။ ပုံမှန်အားဖြင့်ဒေါ်ဆန်းစုကြည်ကအစာနဲ့ပြီးမနက်စာအတွက်ကြက်ဥကျော်နေ့လယ်စာအတွက်ထမင်းအနှဲငယ်နဲ့အသားငါးတို့ကိုစားကြောင်းညစာအတွက်ပေါင်မုံစားကြောင်းသိရှိရပါတယ်ဒီမတိုင်ခင်2021ခုနှစ်မေလကလည်းမေဆုနဲ့ဥဝင်းမြင့်တို့ရဲ့တရက် ခွင်အတွင်းပုံရိပ်တချို့ထွက်ပေါ်လာခဲ့ပါသေးတယ်။အဲ့ဒီတရားခွင်ဟာလည်းယာယီဖန်တီးထားတဲ့တရားခွင်ဖြစ်ပြီးဘေးမှာအခုလိုပဲရဲခွေအထီးနဲ့အမှနှစ်ကောင်ထိုင်နေတာကို တွေ့ရပါတယ်။မေဆုနဲ့အတူအဖန်းစီခံခဲ့ရကနေပြည်တော်ထောင်မှာအတူနေခဲ့ရပြီးတရားခွင်ကိုအတူသွားခွင့်ရခဲ့တဲ့စီးပွားရေးအကြံပေးမစ္စတာရှောင်းတာနယ်ကလည်းသူ့ရဲ့ Unlikely Prisoner စာအုပ်မှာထိုစဉ်ကအရှင်တွေကိုရေးသားထားပါတယ်။မေဆုနဲ့စကားများစွာပြောဖြစ်ခဲ့ကြောင်း

ရှာရှာပါပါထူးထူးရှာရှာအမေစုတရက်ခွင် CCTV ရုပ်တံထွက်ပေါ်လာတာဟာပြည်သူတွေအတွက်ဝမ်းနည်းသလိုတတိယသလိုခံစားချက်မျိုးခံစားနေကြရပါတယ်